မင်္ဂလာပါဒီကနေ့ Grade 12 Physics Chapter 8 Interference and Diffraction of Light ခန်းကသင်ခန်းစာအမှတ်1 Lesson 1ကိုရှင်းပြပါမယ်ဒီ Lesson 1ဘိုင်းမှာသင်ယူမှာပါတဲ့ Section 8.1 Huygens Principles ပြီးလို့ရှိရင် Wavefront အရပြီးရင် Phase ပြီးရင် Example 1နဲ့ဒီဘိုင်းနဲ့သက်ဆိုင်တဲ့ Review Exercise များကိုရှင်းပြပါမယ်ဒါကြောင့်ပထမဆုံး Chapter 8 Interference and Diffraction of Light ်အလင်းလိုင်းဖြတ်ခြင်းနဲ့အလင်းလိုင်းကိုရင်အကြောင်းကိုဆက်သွားမှာဖြစ်ပါတယ် the story of interference and diffraction for which the re approximations of geometrical optics is not valid they are uh, are dealt with with optics physical optics or ဒါဘာပြောတာလို့ဆိုရင်ဒါကအခုဒီမဲ့ interference နဲ့ diffraction လို့ပြောတယ်အလင်းလိုင်းဖြတ်ခြင်းနဲ့အလင်းလိုင်းကိုရင်တို့ပါဒါကလိုင်းသဘာဝရှိတဲ့အတွက်ကြောင့်အရင်တုန်းက သုံးခဲ့တဲ့ဒီ geometry ဆိုင်ရာအလင်းပညာကနေပြီးတော့ grace တွေကိုအသုံးပြုပြီးတော့ဒါဖြည့်ရှင်းမယ်ဆိုရင်မှန်ကန်ခြင်းမရှိတော့တဲ့အတွက်ကြောင့်သူကိုဘာသုံးရမှာလဲဆိုရင် wave packet wave optics လို့ပြောတဲ့အလင်းလိုင်းပညာကိုအသုံးပြုမယ်လို့ပြောတာဖြစ်ပါတယ်။ဒါကြောင့်အလင်းလိုင်းထက်ချင်းနဲ့အလင်းလိုင်းကိုခြင်းတို့တွင် geometry ဆိုင်ရာအလင်းပညာ၏အနည်းဆက်ဆုံးအလင်းနဲ့အယူဆများသည့်မှန်ကန်ခြင်းမရှိတော့သဖြင့်အလင်းလိုင်းပညာယူပအလင်းပညာကိုအသုံးပြုသည်လို့ပြောတာပါ။ wave optics includes the wave characteristics of light. The wave of this Huygens principle explains how the light propagates from a light source. Or the line line pinya ma, tuwa bari baro solution. A line ya line zaba wa mya pa wen la ma phi bar. ဒါကြောင့်မလို့လင်းလိုင်းပညာတွင်အလင်းဤလိုင်းသဘာဝများပါဝင်လာသည်လင်းလိုင်းပညာတွင် Huygens ရဲ့ principle ဟာ အလင်းပရင်တစ်ခုမှအလင်းမီကဲ့သို့ထွက်ပေါ်လာသည်ကိုရှင်းပြထားတယ်လို့ပြောတာပါအဲ့တော့ Hygiene Scarotter Hygiene ရဲ့ theory ကို G11 လို့ကလည်းသင်ခဲ့ဘူးပါတယ်အဲ့တော့သူကအလင်းကိုသူကအဲလှိုင်းဖြစ်ယူဆတာဖြစ်ပါတယ် In 1678 the Dutch physicist Christian Huygens introduced the wave theory of light အဲ့တော့1800နဲ့မှ1600နဲ့မှာ 88ခုနှစ်မှာ dash လူမျိုးသိပ္ပံပညာယူပဗိဒပညာရှင် Huygens က line theory ကိုဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့ဒီ Huygens ကဘာပြောခဲ့သလဲအလင်းကိုသူကလှိုင်းသဘာဝရှိတယ်လို့ပြောခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့ဒီ Huygens ရဲ့ဒီ theory the remote principles ကိုအခု G12 မှာအရင်ကြီး11လုံးကနဲ့စာရင်ပို့ပြီးတော့အသေးစိတ်ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Huygens principles state that every point on a wavefront may be considered as a source of secondary wavelet တော့ Hayen theory ကပြောတာကသူကဒီ wavefront လို့ပြောတဲ့လိုင်းမျက်နှာစာလိုင်းမျက်နှာစာတစ်ခုပေါ်မှာရှိတဲ့ every point အမှတ်တိုင်းအမှတ်တိုင်းကိုသူကအဲ secondary wavelet လို့ပြောတဲ့တဆင့်ကလိုင်းငယ်များရဲ့ source အနေနဲ့ သူကယူဆနိုင်တယ်လို့ပြောခဲ့တာဖြစ်ပါတယ်အခုဒီပုံလေးမှာအဲဒီ hygiene principles ကိုပေါ်ပြมาဖြစ်ပါတယ်အခုဒီမှာအဲဒီအလင်းလိုက်ထွက်ပေါ်လာရ source s ရှိပါမယ်ဒီ source s ကနေဒါအဖက်ဖက်ကိုသူကအလင်းဟာလှိုင်းသွင်းနေပြန့်နှံ့သွားမယ်ဆိုရင်သူကအခုပုံမှာပေါ်ပြတဲ့အတိုင်းဒါ spherical wave ပုံစံနဲ့သွားมาဖြစ်ပါတယ်အဲ့တော့ဒီမှာဒီ a ဟာဒါ spherical wave ဆိုဖြစ်ပါတယ်အဲ့တော့ဒီ a ကဒီ a ပေါ်မှာရှိတဲ့ wave front a ပေါ်မှာရှိတဲ့အမှတ်တိုင်းအမှတ်တိုင်းဟာသူက secondary wavelet လို့ပြောတဲ့တဆင့်ကန်လိုင်းငယ်လေးများရဲ့ source ပရင်းဖြစ်ဖြစ်တယ်လို့ပြောထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ wavefront a ပေါ်မှာအမှတ်ဒီ ab ပေါ့နော် wavefront ab ပေါ်မှာသူအမှတ်ကလေးတွေအခုယူကြည့်ပါမယ်ဒါပထမတက်မှတ်ကလေးပါဒီအမှတ်ကလေးဟာ secondary wavelet တစ်ခုရဲ့ source အနေနဲ့ဖြစ်ပါတယ်ဒါကြောင့်အခုဒီမှာကြည့်မယ်ဆိုရင်အခုအမှတ်ကလေးကနေပြီးတော့ secondary wavelet လို့ပြောတဲ့တဆင့်ကန်လိုင်းငယ်လေး အနည်းရောင်လေးနဲ့ပေါ်ပြတာဖြစ်ပါတယ်အဲ့တော့ဒီအမှတ်မှာမဟုတ်ပါဘူး every point လို့ပြောတဲ့အတွက်အမှတ်တိုင်းအမှတ်တိုင်းမှာသူကဒါ secondary wavelet လေးဖြစ်ပေါ်လာရပင်းရင်းများဖြစ်ယူဆနိုင်တယ်လို့ Huygens principle ကဆိုထားတာဖြစ်ပါတယ်ဟောဒါဟာ spherical waves တခုမှာဖြစ်ပေါ်လာတဲ့ဒါ secondary wavelet တွေကိုရှင်းပြတာဖြစ်ပါတယ်အဲ့တော့ဒီ secondary wavelet တွေကိုရှင်းပြပြီးတဲ့အခါမှာသူကဒါလေးတွေကအနည်းရောင်လေးတွေက secondary wavelet တွေဖြစ်ပါတယ် တော့ hygiene principles မှာ line မျက်နှာစာတစ်ခုပေါ်ရှိအမှတ်တိုင်းသည်တဆင့်ငံ line များ line ငယ်များထွက်ပေါ်လာရာပေးရင်းများဖြစ်ယူဆနိုင်တယ်လို့ဖော်ပြခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီပုံလေးက propagation of spherical waves နော်အဲ့တော့ဆောဆလုံးပုံ line များရဲ့သူကဖြစ်သန်းသွားလာတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ဒါ propagation of a plane wave နော် plane wave တစ်ခုရဲ့ plane wave နော် plane wave wavefront တစ်ခုကနေပြီးတော့ဒါ hygiene principles အရာ သူက secondary wavelets များပေါ်ဖြစ်ပေါ်လာပုံကိုအခုဒုတိယပုံနဲ့ပေါ်ပြမှာဖြစ်ပါတယ်။အော်ဒီအစိမ်းရောင်လေးကဒါ plane wave ဖြစ်ပါတယ်။ plane wave ပေါ်မှာရှိတဲ့အနက်ရောင်အဆက်အမှတ်ကလေးတိုင်းအမှတ်ကလေးတိုင်းကနေပြီးတော့အနီရောင်ဒါ secondary wavelet လေးများဖြစ်ပေါ်လာတာကိုပြောတာဖြစ်ပါတယ်။ဒီယူဆဟာဒါ high density နော်အလင်းကိုလှိုင်းစပါဘွားဖြစ်ယူဆတာဖြစ်ပါတယ်။ The new position of wavefront is the envelope of the wavelets as shown in figure အဲ့တော့ဒီ လိုင်း AB နော်ပုံမှန်ကြည့်ရင်တော့ဒါ spherical wave front မှာကြည့် AB ပေါ့နော်သူကနေပြီးတော့နောက်ထပ်ဖြစ်လာမဲ့ wave front အသစ်တစ်ခုဟာဘယ်နေရာဖြစ်မလဲဆိုရင်အခုဖြစ်ပေါ်လာတဲ့ secondary wave front wavelet များရဲ့သူကအဆုံးသက် another envelope ဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီပုံမှန်ကြည့်ရင်အခုအစိမ်းအောင် CD ပေါ့နော် CD ကဒီ wave front AB မှာနေဖြစ်လာတဲ့ secondary wavelet လေးတွေဖြစ်တဲ့အနီရောင်လေးတွေရဲ့ အဆုံးသက် another envelope ဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့တော့ဒီ plain wave မှာလဲထိုနီလကောင်ပေါ့။အဲ့တော့ဒီအစိမ်းရောင်က new wave front အဲ့တော့ဒီကောင်ကအဲ old wave front ကဒီအောက်က plain wave မှာဆိုအစိမ်းရောင်ပေါ့။ new wave front ကအခုနောက်ထပ်အစ်စ်ထွက်ပေါ်လာတာ။သူဟာ secondary wave front များရဲ့အဆုံးသက် another amplus ဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ line မျက်နှာစာတီနေရအစ်စ်စီပုံတွင်ပြထားသည့်အတိုင်း line ငယ်များဤ လိုင်းထိပ်များရှိရာအနာသက်ပင်ဖြစ်သည်လို့ပြောတာဖြစ်ပါတယ်ဒါ hygiene principles ရဲ့ပေါ်ပြချက်များပဲဖြစ်ပါတယ်အဲ့တော့ if the propagations if the propagating wave with a frequency f is transmitted through the medium at a speed b then the second new wavelets will have the same frequency and speed နောက်တစ်ခုကတော့ဒီကြိမ်လုံး f ရှိတဲ့ line တစ်ခုဟာကြားကနေကိုအမြန် b နဲ့ဖြတ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီ line ကနေဖြစ်ပေါ်လာတဲ့ တဆင့်ငံလိုင်းငယ်ဒီ secondary wave set တွေကလည်းပဲမူလရှိတဲ့လိုင်းရဲ့ချိန်နှုန်းနဲ့အမြန်နဲ့တူညီတယ်လို့ပြောတာဖြစ်ပါတယ်။အဲ့ချိန်နှုန်း F ရှိသောလိုင်းတစ်ခုဒီရာခိုင်နယ်ကိုအမြန်ပြီးဖြင့်ဖြတ်သွားပါကတဆင့်ငံလိုင်းငယ်များသည်တူညီသောချိန်နှုန်းနဲ့အမြန်ကိုရရှိလာမည်ဖြစ်သည်။ထို့တဆင့်ငံလိုင်းငယ်များသည်အမြန်ပြီးဖြင့်ပင်လာရတဲ့အလုံးကိုပြန့်နှံ့သွားသည်လို့ပြောတာပါ။ These secondary waves that spread out all direction with a speed b ထိုတဆင့်ငံလိုင်းများသည်အမြန်ပြီးဖြစ်ပင်လာရပဲအားလုံးကိုပြန့်နှံ့သွားတာအဲ့ဒါပြီးရင်ဒီတော့ဒီ hygiene principles မှာပါတဲ့ wave front ဆိုတဲ့ဒီစကားလုံးလေးကိုပြန်ပြီးရှင်းပြပါမယ်ဒီ wave front ကတကယ်တမ်းကတော့ G tan မှာသင်ခဲ့ပြီးသားပဲဖြစ်ပါတယ်သူကဗမာလိုလိုက်မျက်နှာစာလို့ခေါ်တာပေါ့အဲ့တော့ဒီ wave front ကိုအခု G11 မှာသူက a wave front is defined as the surface associated with the propagating wave which is in lucas of all points in the wave that have the same face or wave front ဆိုတာကမျက်နှာပြင်တစ်ခုပါเนาะအဲ့တော့ line တစ်ခုရွေရှားရတွင် line အတွင်းအသွင်တူးနေသော အမှတ်များအားလုံး same face ဖြစ်တဲ့အမှတ်တွေအားလုံး ਨੇ ဖွဲ့စည်းတိဆောက်ထားတဲ့ lucas လောက်ထားတဲ့နေရာဤမျက်နှာပြင်ကို line မျက်နှာစာဟုခေါ်သည်ဒါ line မျက်နှာစာရဲ့အဓိပ္ပာယ်ပါအဲ့တော့ on a particular wave front အဲ့တော့ wave front line မျက်နှာစာတစ်ခုပေါ်မှာဆိုရင် at a given moment of time a change တပိုင်းတစ်ခုမှာဆိုရင် all particles of the medians are undergoing the same phase အဲ့တော့ဒါဘာကိုပြောသလဲဆိုလို့ရှိရင်အချိန်တစ်ခုအတွင်းမှာဒါ particular wavefront လို့ပြောတယ် light မျက်နှာစာတစ်ခုပေါ်မှာရှိတဲ့ကြာကန်နေအမှုံအလုံးဟာဒါ phase 2ဆိုတာအသင်2ဆိုတာ ਨੇ ရွေးရှားနေတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒါဟာ secondary wave front နေမှာ wave flat ဒီမှာသူကမူရင်း wave နဲ့ဘာဖြစ်တုံးဆိုလို့ရှိရင် velocity လည်းတူတယ် frequency လည်းတူတယ်နောက်တစ်ခါအဲ့ပေါ်မှာရှိရအမှုန်တွေအားလုံးဟာ same phase နော်အသွင်တူတယ်လို့ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဒါတွေသိပြီးရင်တော့အဲ့တော့ wave front is always perpendicular to the directions of propagations of rays အဲ့ဒါဟာကြီးတန်တွေကသင်ငယ်ပြီးသားအချက်ကလေးပဲဖြစ်ပါတယ် line မျက်နှာဇာတွေဟာဒီ line နေဖြတ်သန်းသွားလာရာဥဒီယာဘယ်နဲ့ line မျက်နှာ ဒီ light မျက်နှာစာလို့ပြောတဲ့ wave front တွေကအများရန်ပဲတောင်းပန်ကြတယ်လို့ဆိုလိုတာဖြစ်ပါတယ် light မျက်နှာစာသည် line သို့မဟုတ်ရောင်ကြီးတန်းဤဥဒိယာပဲနဲ့အများတောင်းပန်ကြသည်အဲ့ဒါလေးကိုဒါ G10 တော့ကပုံလေးနဲ့အခုပြန်ပြီးရှင်းပါမယ်အဲ့တော့ပထမဆုံးဒါ plane wave တွေတစ်ခုကိုစဉ်းစားပါဒါမြင်သာအောင်လို့သူ့ရဲ့အဲ plain wave လေးရဲ့ရွှေရှားပုံပေါ့။နောက်တော့သူက plain wave လေးကအခုလိုရွှေရှားပါလိမ့်မယ်။အဲ့လိုရွှေရှားတယ်ဆိုရင်ဒီမှာရှိတဲ့အသွင်တူတဲ့အမှတ်တွေကိုဆက်ဆွဲထားတဲ့ဒီ မျက်နှာပြင်ဟာသူပါဘာဖြစ်တယ်လို့ wave front ပဲဖြစ်ပါတယ်ဒါကဒီ client ရဲ့သွားရဥတီယာပဲ direction saw wave ပုံမှန်ကြည့်ရင်ဘယ်ကနေညာကိုသွားနေပါတယ်အဲ့ဒီချိန်မှာသူကဒီ azun do ရဲ့အမှတ်တွေ ပုံမှန်ကြည့်ရင်တော့ line ထိပ်တွေနော်အဲ့ဒီမှာရှိတဲ့အမှတ်တွေအားလုံးကိုဆက်ဆွဲထားတဲ့ wave front ရှိပါတယ်အဲ့ဒီ wave front ကအခုပုံမှန်ကြည့်ရင် direction saw wave နဲ့သူက down မှန်ကြဒါနောက်ထပ် line တစ်ခုရဲ့ wave front တစ်ခုပေါ့နော်ဒီမှာလည်းပဲဒီ wave front နဲ့ဒီ line ရဲ့ direction ကအခုလို down မှန်ကြနေတာကို တွေ့ရမှာဖြစ်ပါတယ်ဒါဟာ plane wave တစ်ခုမှာသူကဒီ wave front နဲ့ direction of wave တွေကတောင်းပန်ကြတယ်ဆိုတဲ့ပုံလေးပဲဖြစ်ပါတယ်ဒါကြီးတန်းတော့ကပုံပဲဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ circular wave သို့ဒီ most spherical wave ပေါ့နော်အဲ circular wave ကိုစဉ်းစားပါရေထဲကိုခဲကြရင်ဒါ circular wave တွေဖြစ်တယ်ဆိုတာဒီတန်းနေရာသိမိသားပါဒါ circular wave ဖြစ်တစ်ခုရဲ့ဖြစ်ပေါ်လာပုံမှာအဲ့တော့ဒီ wave လေးမှာဖြစ်ပေါ်လာတဲ့ wave front တွေအဲ့တော့သူတို့ wave front တွေက အခုပုံမှာကြည့်ရင်ဒီလိုင်းတွေရွေးရှားသွားလာတဲ့ဒါရိုက်ရှင်နဲ့အခုပုံမှာဒေါမ်မန်ကျနေတာတွေ့ရပါမယ်ဆက်ကူလာဝေ့ဆိုတော့သူ့ရဲ့ဝေ့ဖရမ်တွေကဆက်ဝိုင်းပုံစံမှာအဲ့တော့ဒီမှာရှိတဲ့လိုင်းဟာသူကအဲဒီ impact ဖြစ်တဲ့နေရာနော်ရေမြင့်မြင့်ကိုလာပြီးတော့ခဲလုံးထိတဲ့နေရာကနေပြီးတော့ radius မြင့်အတိုင်းရွေးရှားသွားတာဖြစ်တဲ့အတွက်ကြောင့်သူကဒီနှစ်ခုကဒေါမ်မန်ကျနေတယ်ဆိုတာကိုလည်းဒီပုံမှာအခုတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့တော့ဒါဟာ Hygiene's principles မှာပါလာတဲ့ wavefront ကိုသူနဲ့ပတ်သက်ပြီးတော့ပြန်လည်ပြီးရှင်းပြတာပဲဖြစ်ပါတယ်အဲ့တော့သူတို့ပြီးပြီဆိုရင်တော့နောက်တစ်ခုကเนาะအဲ့တော့ဒီ wavefront နဲ့ပတ်သက်ပြီးတော့ spherical wavefront process source transform into a plane wavefront when it is far away from the source အဲ့သူကဘာကိုပြောသလဲဆိုရင်ဒီ spherical waves တွေဟာသူတို့ source ကနေဝေးရာကိုရောက်သွားတဲ့အချိန်မှာသူက spherical wave ပုံစံကနေ plane wave ပုံစံအဖြစ် ပြောင်းသွားတာပုံပြောင်းသွားတာကိုပြောတာဖြစ်ပါတယ်ဒါလေးကိုအခုဒီပုံလေးနဲ့ကြည့်ပါမယ်ဒါလေးက source တွေတစ်ခုနော်ဒီ source တွေကနေပြီးတော့ spherical waves မြတ်အခုပုံမှာပြတဲ့အတိုင်းထွက်ပေါ်လာမှာဖြစ်ပါတယ်။အဲ့ဒီ spherical waves တွေဟာအဲ့တော့ဒီ source ကနေဝေးလာလေလေဒီစက်ဝိုင်းရဲ့အဝင်ပိုင်းဟာသူကနော် curvature နည်းရနည်းရလာလေတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့သူတို့စီဝေးသွားတဲ့အခါမှာအခုပုံမှာပြတဲ့အတိုင်းပေါ့နော်သူကဒီ wave front ကမြင်းပြောင်းဘက်ကိုချဉ်ကပ်လာ။အဲ့တော့ဒါကြောင့်မလို့သူကအဝေးကြီးကိုရောက်သွားတဲ့အချိန်မှာသူကဘာအသွင်ပြောင်းသွားလို့အခုပုံမှာမြင်တဲ့အတိုင်း plain waves များတွင်ပြောင်းလဲသွားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အဲ့တော့ဒီစာလေးဟာပင်ရင်းတစ်ခုမှလာသောဆက်ဝိုင်းပုံလိုင်းမျက်နှာစာတို့သည်ပင်ရင်းမှဝေးကွာသွားသောအခါတွင်ပြင်ကြီးလိုင်းမျက်နှာစာများအဖြစ်ပြောင်းလဲသွားသည်အဲ့တော့ဒီ check လေးတွေကလည်းသိထားမယ်ချက်တွေပါအဲ့တော့ဒါတွေပြီးပြီဆိုရင်တော့အဲ့တော့ face angle ဆိုတာနော်အသွင် down ဆိုတာကိုသွားမှာဖြစ်ပါတယ်အဲ့တော့ face angle ကဒီအဲ ဒီ wave of this မှာသူ့ကိုသုံးတာပါအဲ့တော့ဒီတောင်ဒါလေးကိုသိဖို့အတွက်သင်ယူကဖော်ပြထားတာက the face angle is the positions of a point ကောနဲ့ reference ဆက်ကဆိုတော့ face angle ကဘယ်မှာရှိတာတုံးဆိုရင်အညွန့်ဆက်ဝိုင်းပုံမှာရှိတာအခုအောက်ကပုံမှာကြည့်ရင်အဲဘယ်ဘက်ကဒါ reference angle ပေါ့ညာဘက်ကတော့ဒါ wave တစ်ခုရဲ့ပုံပေါ့နော်အဲ့တော့သူကအဲ့ဒီပုံမှာရှိတာ at instant time assume နေကအချိန်ပိုင်းတစ်ခုတွင်မှာသူကရှိတာပေါ့နော်အဲ့တော့ဒီပုံလေးမှာကြည့်ရင်တော့သူကအခုဒီပုံလေးမှာစစရင်းဆိုရင်ဒါ time t ညီများရင်း0ပေါ့ face angle ကလည်း0 အဲ့ဒီကနေလိုင်းရွှေ့တဲ့အတိုင်းသူကဒီအနီလုံးလေးသူရွှေ့တာကိုကြည့်မယ်ဆိုလို့ရှိရင် face angle တည်တာပေါ့ဒါကပြောင်းလဲနေပါလိုင်းမှာပြောင်းတဲ့ခါမှာပြောင်းလဲနေမှာအဲ့တော့ face angle ကဘဲကနေဘဲစပြီးတော့ဘဲမှာဘဲထိတုံးဆိုသူကတပတ်ဆိုတော့0 to 360 degree ပေါ့နော်သူ့ radian နဲ့ပြောမယ်ဆိုရင်တော့ဟောပိုင်2ပိုင်အထိ1 revolution 2ပိုင်အထိရှိမှာဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မလို့ face angle ကို နော်အသွင်တောင့်သည်ပုံမှန်ပြထားတဲ့ラインပုံစံတစ်ခုရဲ့ညွန့်စဝိုင်းပေါ်ရှိအချိန်တစ်ခု၌ဖြစ်ပေါ်နေသောအမှတ်ရဲ့တည်နေရာဖြစ်သည်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ the angular positions of a point on a periodic wave is known as phase angle ဒါဟာ phase angle definition မှာအဲ့တော့ဒီစီမံラインတစ်ခုရဲ့နော် ဒီ angular position တောင်ပြောင်းတည်နေရပေါ့နော်အဲ့ဒီကောင်ကိုဘာလို့ခေါ်တာတော့ဆိုရင် face angle လို့ခေါ်တာပဲဖြစ်ပါတယ်အဲ့တော့ဒီပုံလေးကိုတော့သင်ရိုးစာအုပ်ကသူကပုံသေးပေါ့ဒီလိုလေးပြအဲ့တော့စီမံ line တစ်ခုရဲ့အမှတ်တစ်ခုရှိတောင်းနေရဘူးအသွင်တောင်းခေါ်စီအခုပုံမှာကြည့်မယ်ဆိုရင်သူကအဲပုံမှာကြည့်ရင်အမှတ် A မှာဆိုရင် face angle က0ပေါ့နော် အဲ့ဒီကနေအမှတ် B ကိုရောက်သွားတယ်ဆိုရင် face angle ကဒီ reference ဒီ circle ပေါ်မှာသွားကြည့်ရင်ပိုင်ပိုင်2ဆိုတာတွေ့အမှတ် C ကိုရောက်သွားရင်တော့ face angle ကဘယ်လောက်ရှိတုန်းဆိုရင်ပိုင်အမှတ် D ကိုရောက်ရင် face angle က3ပိုင်ပိုင်2ဖြစ်ပြီးတော့တပတ်လေလို့ a dash ကိုပြန်ရောက်သွားတဲ့အချိန်ကြာရင်သူက2ပိုင်ဖြစ်သွားတာကိုဒီပုံလေးကနော် face angle for a point on a reference cycle ဆိုပြီးတော့ပေါ်ပြထားတာဖြစ်ပါတယ်အဲ့တော့ဒီပုံမှာ ဘယ်ဘက်ကဆက်ဝိုင်းကဒါ reference circle ဖြစ်ပြီးတော့ညာဘက်ကကောင်းက periodic wave တစ်ခုရဲ့ပုံပဲဖြစ်ပါတယ်အဲ့တော့ the phase angle is one of the important characteristics of the periodic wave in figure the phase angle of point a and point b are 0 and pi by 2 respectively အဲ့တော့ဒီစာလေးကဘာကိုပြောတာတုံးဆိုရင် तू ကဒီ periodic wave လို့ပြောတဲ့စီမံလိုင်းတွေအတွက်နော်ဒီ phase angle ကဒါအရေးကြီးတဲ့ သဘာဝတစ်ခုဖြစ်တယ်လို့ပြောတာနော်အဲ့တော့ပုံမှန်ကြည့်မယ်ဆိုရင် A နဲ့အမှတ် A အတွက် face angle က0 degree အဲ့တော့ဒီပုံမှန်အခုအနီရောင်မြင်းပေါ့နော်အဲ့တော့သူဆိုရင်0 degree ပါနော်အဲ့တော့အဲ့ဒါ B အမှတ် B အတွက်ဆိုလို့ရှိရင်သူက B ရှိတဲ့နေရာမှာဒီအဝိုင်းလေးရောက်သွားတဲ့နေရာအပေါ်မှာနော်အဲ့ဒါအဲ့ဒါကြာလို့ရှိရင်သူကပိုင်းပိုင်း2အခုဒီမှာဒါ B အတွက်ပါ ဒါဒီတောင်းသည်ပိုင်မန်တူဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်အသွင်တောင်းသည်စီမံလိုင်းတစ်ခုဤအရေးပါတော့သဘာဝတစ်ခုဖြစ်သည် ပုံတွင်အမှတ်အေးနှင့်ဗီဒီယိုဤအသွင်တောင်းများမှာဗီဒီယိုနှင့်ပိုင်ပိုင်တူးတူးဖြစ်ကြပြီဒါပုံကနေပြီးတော့ဒီ face angle ကိုနားလည်အောင်ရှင်းပြထားတာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ the different states of the periodic waves at the same instant is represented by dip uh face difference အဲ့တော့ဒီ periodic wave လို့ပြောတဲ့စီမံလိုင်းတွေရဲ့ နော်သူတို့ရဲ့အဲ့တော့အချိန်ပိုင်းတစ်ခုတွင်မှာမတူညီတာနော် line line ကပြီးတော့ tidal waves တစ်ခုတည်းမဟုတ်ဘူးနော်အဲ့တော့ပြီးတော့ tidal waves line များပေါ့နော်သူတို့ရဲ့အဲ့တော့အချိန်တစ်ချိန်တွင်မှာသူတို့ရဲ့မတူညီတဲ့အခြေအနေတွေကိုဘာနဲ့ဖော်ပြလို့ရလို့ဆိုရင်အဲ့ဒီ line တွေရဲ့ဒီ phase difference အတွင်ခြားနားမှုနဲ့ဖော်ပြနိုင်တယ်လို့ပြောတာပါစီမံ line တစ်ခုကြီးအချိန်တစ်ခုစီမံ line များဤပေါ့နော်စီမံ line များဤအချိန်တစ်ခုရှိ အခြေအနေကွာခြားမှုကိုအတွင်ခြားနားမှု phase difference ဖြင့်ပေါ်ပြနိုင်သည် if phase difference uh, 0 2 by 4 by 6 by uh, these two positions are in phase same phase လို့ပြောမှာဖြစ်ပါတယ်အဲ့တော့ဒါဟာအဲ့တော့ဒီတန်းုံကလည်းပဲဒါကိုသူက interference တွေသိနေတော့ဒီအကြောင်းလေးနည်းနည်းလေးပါခဲ့ဘူးလေအဲ့တော့သူကဒီ line နဲ့ line ရဲ့ phase difference နော်အသွင်ချာနာမှုကသူကအဲ့တော့ဒီ0နဲ့နောက်တစ်ခါ odd ပေါ့နော်အဲ့တော့ sorry event ပေါ့နော်ဒီစုံပိုင်းရဲ့စုံငန်းတွေဖြစ်မယ်ဆိုရင်အဲ့ဒီနှစ်ခုဟာ windy quality ထက်တာ in phase ဖြစ်တယ်လို့ပြောတာဖြစ်ပါအဲ့ဒါလေးကိုပြောဖို့အတွက်ဒီမှာ line line ကို periodic waves နှစ်ခုကိုစဉ်းစားပါအောင်ဒါ periodic waves နှစ်ခုပါအပေါ်ကကောင်းတဲ့အောက်ကကောင်းတဲ့ကြည့်မယ်ဆိုလို့ရှိရင်အချိန်တိုင်းချိန်တိုင်းအတွက်သူ့ရဲ့ phase ကအခုဒီမှာကြည့်မယ်ဆိုတာ0ပေါ့အပေါ်ကလည်းပဲ phase 0ပဲအောက်ကလည်း phase 0ပဲအဲ့ဒါဆိုလို့ရှိရင်သူကအဲ ဒီ in face ဖြစ်နေတာနော်အဲ့တော့ဒါလေးကနေပြီးတော့အခုဒီလိုလေးသွားလိုက်မယ်ဆိုရင်ဒါကိုလည်းကြည့်မယ်ဆိုရင်ဒီကောင်းကြရင် face difference ကအခုပထမအပေါ်လိုင်းနဲ့ဒုတိယအောက်လိုင်းတို့ရဲ့ face difference ဒီ2ပိုင်းဖြစ်တယ်အဲ့ဒီအချိန်မှာလည်းဒီ line line ဟာ in phase ဖြစ်တယ်ခုံခုံချင်းအခွက်ခွက်ချင်းကိုက်ညီတယ်လွယ်လွယ်ပြောရင်ပေါ့နော်အဲ့ဒါပြီးရင်ဒီကောင်းလေးက set ရွှေ့သွားအခုဒီအထိရောက်သွားဒီအထိရောက်သွားရင်ဒါဘလောက်ရှိတုံးဆိုရင်အဲဒီမှာရှိတာက line line ဆိုတော့ phase difference က4ပိုင်းဖြစ်သွားအဲ့တော့ဒီလိုအနေထားမျိုးမှာဆိုရင် line line ဟာအဲ့အတွင်တူတယ်ပေါ့အခုဒီအထိဆိုရင်ဒါကဘလောက်ရှိသွားလို့ဒါ6ပိုင်းတောင်ရှိသွား ဟုတ်ပြီနော်အဲ့တော့အဲ့ဒါဆိုမျိုးဆိုရင် तू က interest ဖြစ်တယ်လို့ပြောတာအသွင်းခြားနားမှုစီ0 2/4/6/ ဖြစ်ပါကထိုနေရာနှစ်ခုစီ in phase အသွင်းတူညီသည် if the phase difference are နော် by 3 by 5 by ဒါမကနန်းနေပေါ့နော်ဒါပိုင်းရဲ့မကနန်းနေဖြစ်မယ်ဆိုရင်တော့အဲ့ဒီနေရာနှစ်ခုဟာ तू က out of phase နော်လုံးဝကို तू ကအသွင်ပြောင်းပြန်ဖြစ်တယ် out of phase နော်အသွင်လွဲတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့သူ့ကိုအခုဒီမှာနမူနာနဲ့ကြည့်မယ်ဆိုတာ line line ကိုကြည့်ပါနော်ဒီ line line ဟာအခုနော် तू ကတော့အခုလောလောဆယ်နေထားတော့ phase difference က0ပေါ့နော်အခုဒီမှာရွှေ့လိုက်တယ်ဒါတော့ရွှေ့သွားပြီဆိုတာ phase ဘယ်လောက်လွဲသွားတယ် သူကပိုင်လွဲသွားတာဖြစ်ပါတယ်နော်အဲ့ဒီအချိန်မှာကြည့်မယ်ဆိုရင်အပေါ်လိုင်းကခွက်နေတဲ့အချိန်မှာအောက်ကလိုင်းကခုံးနေတာတွေ့ရမှာအဲ့တော့ဒါ auto face ဖြစ်နေတာနော်အဲ့ဒါပြီးလို့ရှင်ဆက်ပြီးနောက်တစ်ခုကိုကြည့်ပါအခုဒီနေရာရောက်သွားတယ်ဆိုရင်ဂျာက သူ့ရဲ့ face difference ကဒါ3ပိုင်ဖြစ်သွားတယ်ဒီမှာလည်းပဲသူကအပေါ်ラインကခွဲရင်အောက်ကラインကခုံးနေတယ်ဒါ out of face ဖြစ်တာကိုပြောတာအဲ့တော့အခုဒီမှာကြည့်မယ်ဆိုတာ5ပိုင်ပေါ့နော်ဒီမှာလည်းပဲဒါက out of face ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အသွင်ချားနှားမှုသည်ပိုင်3ပိုင်5ပိုင် and etc ဖြစ်ပါကထိုနေရာနှစ်ခုသည် out of face ဖြစ်နေကြသည်အဲ့တော့ဒါဟာ အဲ့တော့ဒီမှာသူကအရင်ဆုံးသူက face angle ကိုအရင်ပြောတယ် face angle ကိုနားလည်လာတဲ့အချိန်မှာ line နေရဲ့နော်သူတို့ရဲ့အမတူညီတဲ့အခြေအနေတွေကိုဘာနဲ့ပေါ်ပြမလို့ဒီ line တစ်ခုရဲ့အသွင်ခြားနာမှု face difference ပေါ်ပြအဲ့တော့ face difference ပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့နော် state တွေကပြောင်းလဲသွားတယ်အဲ့တော့ဒီပထမတစ်ခုကသူ့ရဲ့ face difference က0တို့2ပိုင်းတို့4ပိုင်းတို့6ပိုင်း8ပိုင်းအဲ့တော့10ပိုင်းပေါ်စသဖြင့်နော်ဒီ စုံငန်းတွေပိုင်းရဲစုံငန်းတွေဖြစ်မယ်ဆိုရင်တို့ကပေါ်ပုံမှာကြည့်ရင်အခုံခုံကြီးအခွက်ခွဲချင်းတူတဲ့အတွက်ကြောင့်သူက in phase ဖြစ်တဲ့အသွင်တူတယ်လို့ပြောတာနော်အကယ်၍များဒီ line တစ်ခုရဲ့ phase difference ကဒီပိုင်းရဲ့အဲ့တော့မာဂနန်းနေပိုင်းတို့3ပိုင်းတို့5ပိုင်းတို့7ပိုင်းတို့ဖြစ်ခဲ့မယ်ဆိုရင် အောက်ကပုံတိုင်းပဲအပေါ်ラインကခွက်စင်မှာအောက်ラインကခုံးနေတယ်အဲ့ကြရင်ဒီနှစ်ခုက auto phase နော်အသွင် out of phase ဖြစ်တယ်လို့ပြောတာပဲဖြစ်ပါတယ်။ uh, The relation between phase difference and path difference is expressed as follows. Uh, not follow. Cool, အဲ့တော့နောက်တစ်ခုကဆက်ဆက်မှုပါနော်။အဲ့တော့ uh, 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 path difference uh, la ဆိုတာလမ်းကြောင်း နော်လမ်းအဲ့တော့လမ်းကြောင်းကွာဟာမှု phase difference ဆိုတာအသွင်ကွာခြားမှုနော်အဲ့ဒီအသွင်ကွာခြားမှုနှစ်ခုကိုတဲ့အောက်ပါအတိုင်းဆက်ဆက်ပေါ်ပြနိုင်တယ်ဆိုပြီးတော့သူကဒီဆက်ဆက်မှုလေးကို delta phi is equal to 2 pi divided by lambda into delta x နဲ့ပေါ်ပြဒီနေရာမှာ delta phi ကတော့ phase difference ဖြစ်ပါတယ်အဲ့တော့ ဒီ line တစ်ခုရမှာရှိတဲ့ကောင်เนาะအဲ့တော့ဒီ line တစ်ခုဟာ तू ကအဲ तू က face ਆ ควတာ तू က wave plan ကအတူတူပဲဖြစ်ရ same wave plan lambda delta x ကတော့သူ့ရဲ့ lan ကြောင်းควဟာချက်ကိုပြောတာဖြစ်ပါတယ်အဲ့တော့ဒီကောင်ကိုသိဖို့အတွက်ဒီမှာပုံလေးနဲ့ပြန်ဆွဲပြီးစဉ်းစားပါအဲ့တော့ဒီမှာ line တစ်ခုရှိပါတယ်ဒါပထမ line အပေါ်မှာเนาะအဲ့တော့ तू အဲ့ဒါပြီးလို့ရှိရင်ဒါဒုတိယ line အောက်ကကောင်ပေါ့เนาะဒီ line တစ်ခုရဲ့ lan ကြောင်းควဟာမှုပါပထမ line ကเนาะစောထွက်လာပြီဒုတိယ line က နော်နောက်ကျထွက်လာတဲ့ကြောင့်သူ့ရဲ့ဂျားတွေကနော်လမ်းကြောင်းကွာဟာချက် path difference နော်အဲ့တော့ path ကလမ်းကြောင်းအခုဒီပုံမှာကြည့်ရင်ဒါလေးက delta h ရှိပါတယ်အဲ့တော့ဒီ delta h ကအခုဘယ်လောက်ရှိတုန်းဆိုရင်1 lambda ပေါ့လိုင်းလျာတစ်ခုစာသူကကွာနေတာကိုတွေ့ရအောင်အဲ့တော့ delta h က path difference ခုပုံရဆိုရင်ပုံမှာဖော်ပြတဲ့ line တစ်ခုရ1 lambda ရှိပါတယ်အဲ့တော့ဒီကနေမှအဲ့တော့ဒီကောင်းကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့တော့သူစီ delta phi phase difference ကနော်ဘလောက်နဲ့တူတာလုံးဆိုလို့ရှိရင်ပုံမှာကြည့်ရင်ဒါကအဲဒီကဘလောက်ရှိတုံးဆိုလိုင်းတလိုင်းဆိုတော့2 pi ပေါ့နော်2 pi divided by အဲ lambda into delta x ဒါကိုရမှာပါအဲ့တော့ အဲ့ဒီမှာအတော့ဒီမှာ delta x ကနော်1 lambda ဆိုတော့ပုံကနေသိတယ်ဆိုရင်သူ့ကိုတွက်လိုက်လို့ရှိရင် phase difference က2 pi ဆိုတော့ပုံမှာပေါ်ပြထားတဲ့အတိုင်းမဲ့တာအပေါ်က relation ကိုသုံးပြီးရရှိလာတာဖြစ်ပါတယ်နော်အဲ့အဲ့ဒါပြီးပြီဆိုရင်တော့နောက်တစ်ခုအဲ့တော့ဒီကောင်လေးဟာ ကိုစဉ်းစားကြည့်မယ်ဆိုတော့ဒါဒါလိုင်းတွေကိုသွပြလေးထပ်သလိုပေါ့နော်သွပြလေးထပ်သလိုဆိုရင်အခုံအခုံကြီးအခွက်ခွက်ချင်းအခုလိုတူသွားတဲ့အခါမှာနော်သူမှဘလောက်กว่าနေလုံးဆိုရင်ဒါတူပိုင်กว่าနေတာပေါ့နော်အဲ့ဒီအချိန်မှာဒါ in face ဖြစ်တာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့နောက်တစ်ခုကတော့ဒီဒီဟာလေးကိုထပ်ပြီးတော့နောက်ထပ်နမူနာလေးတစ်ခုကြည့်မယ်အဲ့တော့ဒီအလားအပေါ်ဟာလိုင်းလေးအဲ့တော့အဲ့ဒီအချိန်မှာနောက်လိုင်းတစ်လိုင်းကအခုဒီအစိမ်းရောင်မြင့်ပြထားတဲ့နေရာကိုရောက် ရောက်နေတယ်ဆိုရင်ဒီအပေါ်ဟာလိုက်နဲ့အောက်လိုက်နဲ့ဒီ wish နှစ်ခုရဲ့နော်လမ်းကြောင်းကွာဟာချက်ကအခုဒီမှာအစိမ်းရောင်နေပြတယ်ကော။ तू ဘယ်လောက်ရှိသလဲဆိုရင် तू ကလိုင်းလျားတစ်ခုရဲ့နောက်ထပ်တဝက်ရဲ့ဆိုတော့ तू ကအဲ့တော့ဘယ်လောက်ရှိမလို့ဆိုရင် तू စီအဲ့တော့3 lambda by 2ရှိမှာပေါ့နော်။အဲ့တော့1.5 lambda ဖြစ်တယ်နော်။အဲ့တော့ဒီအချိန်မှာသူ့ရဲ့ phase difference က ပုံမှာကြည့်မယ်ဆိုရင်ဘယ်လောက်ရှိတုံးဆိုရင်သူကအဲသူက3 by 2ဖြစ်နေတာကိုတွေ့ရအောင်အဲ့တော့ဒီကောင်ကိုတွက်ကြည့်မယ်စောစောကပုံ relation နဲ့နော် delta phi is equal to 2 by lambda delta x နဲ့တွက်ပါမယ်အဲ့တော့ delta x ရဲ့နေရာမှာ1.5 lambda ကိုထည့်ပြီးရှင်းလိုက်လို့ရှိရင်သူ့ရဲ့ phase difference ကအဲ့တော့ဘယ်လောက်ရှိလို့3ပိုင်ဆိုတာတွေ့ရအောင်အဲ့တော့ဒီလို3ပိုင်ဖြစ်နေတယ်မာဂနန်ဖြစ်နေအဲ့လိုဖြစ်နေတဲ့ဒီ line နဲ့ line ဟာအဲ့တော့ဘာဖြစ်မှာလဲဆိုဒီ line နဲ့ line ကဒါ in phase မဖြစ်နိုင်တော့ဘူးเนาะအဲ့တော့သူတို့နှစ်ခုကိုအခုဒီပုံမှာကြည့်မယ်ဆိုတာ out of phase ဖြစ်နေတာကိုသွားပြီးတော့တွေ့ရမှာဖြစ်တယ်အဲ့တော့သူက3ပိုင်းဖြစ်နေတဲ့အတွက်ပေါ့အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်3ပိုင်းလား3ပိုင်းပိုင်း2လားအဲ့တော့3 by by 2ပေါ့เนาะအဲ့တော့သူကအဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဒီ line line ကတစ်ခုလို့တစ်ခုကွက်တိမထက်နိုင်တော့ပဲねဒီလိုတင်းနေတာကိုတွေ့ရမှာဒါ completely out of phase တော့မဟုတ်ဘူးပေါ့เนาะအဲ့တော့သူက out of phase ဖြစ်နေတာဒီမှာအဲ့တော့ဒီတွက်ကြည့်လို့ရှင်ဒါက ဲ့တော့ဘလောက်ရတော့3အဲ့တော့3ပိုင်ရဟုတ်ပြီနော်အဲ့တော့ဒီကနေမှတဆင်အဲ့တော့ဒါက out of fixture ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒါတွေသိပြီးတော့ဒီပိုင်းနဲ့သက်ဆိုင်တဲ့ example 1ကိုရှင်းပြပါ example 1မှာ what is the phase a path a phase difference of two waves of the same frequency arriving at a point with the respective path difference of sis lambda and 4.5 lambda အဲ့တော့သူကမေးတာက line to line two waves နော်သူက frequency တူတယ်နော်အမှတ်တစ်ခုကိုဒီ frequency ရဲ့ line to line ကရောက်လာတဲ့အခါမှာသူတို့ရဲ့အဲ့တော့ path difference လို့ပြောတဲ့လမ်းကြောင်းကွာဟာမှုကတစ်ခုကပထမတစ်ခုတော့က6 lambda ဖြစ်ပြီးနောက်တစ်ခုအတွက်ကတော့4.5 lambda ရှိတယ်ဒီနှစ်ခုအတွက်သူကဒီ line ရဲ့ phase difference လို့ပြောတဲ့အသွင်ခြားနားမှုကို ရှားတာမေးတာဖြစ်ပါတယ်ဒါကြောင့်အမှတ်တနေရာသို့လမ်းကြောင်းအလျားကွာဟမှုနော်6လမ်တာနှစ်လမ်းကြောင်းအလျား6လမ်တာနှစ်5.4.5လမ်တာတို့ဖြင့်ရောက်ရှိလာသောချိန်နှုန်းသူလိုင်းတစ်ခုအတွက်အသွင်ချာနာမှုဘယ်လောက်ဖြစ်မလဲမေးတာဒါကြောင့်မလို့ဒီမှာ path difference of နော် two waves ကနော်အဲ့တော့ delta x ညီများချင်းတစ်ခုက6 lambda တစ်ခုက4.5 lambda ဆိုတော့သူတို့ကိုခြားနားလိုက်မယ်ဆိုရင်ဒါ1.5 lambda delta x ကိုရမှာဖြစ်တယ်အဲ့ဒါရရင်မိတာက phase difference delta phi ကိုမိတာအဲ့တော့သူ့ရဲ့ relation the relation between phase difference and path difference is delta phi ညီများချင်း2 by by lambda delta x သောသောကပြောတဲ့ relation ကိုသုံးပါမယ်အဲ့ဒီနေရာမှာအဲ့တော့ delta x ရဲ့နေရာမှာ ပု္ပ္ပစာက ပေးထားတဲ့အာဒီ delta x ရဲ့နေရာမှာ6 lambda minus 4.5 lambda is equal to 1.5 lambda ကိုအစားသွင်းပြီးရှင်းလိုက်မယ်ဆိုရင် delta phi သည် 3π ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီ line နဲ့ line ဟာပု္ပ္ပစာကမေးလို့မမေးဘူးပေါ့နော်။တကယ်လို့များ in phase ဖြစ်သလား out of phase ဖြစ်သလားဆိုရင်ဒါက 3π ရတဲ့အတွက်သူဒီ out of phase ဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့် that the two waves are out of phase အဲ့တော့သူကအသွင်လွဲနေတယ်ဆိုတာကို ဖြည့်ဆို့ပေးတာဖြစ်ပါတယ်ပြီးရင်တော့ဒီဘိုင်းနဲ့သက်ဆိုင်တဲ့ review exercise တွေကိုရှင်းပါမယ်အဲ့တော့ review exercise က how is the phase difference of two waves related to their path difference အဲ့တော့ line to line ရဲ့ဒီ phase difference နဲ့အသွင်ကွာဟမှုနဲ့အသွင်ခြားနားမှုနဲ့ path difference လို့ပြောတယ်လမ်းကြောင်းခြာနာမှုလို့ဘလို့ဆက်ဆက်တယ်လို့မိတာပါအဲ့ဒါကရှေ့မှာပြောခဲ့တဲ့ပုံစံနည်းကိုရှင်းပြရုံနဲ့ဖြစ်ပါတယ်ဒါကြောင့်မလို့ the relation between path difference and phase difference is expressed as follow delta phi is equal to 2 pi by lambda delta h bar ဒီနေရာမှာ delta phi ကတော့ phase difference ဖြစ်ပြီးတော့နော်အဲ့တော့ lambda ကတော့ wavelength ဖြစ်ပါမယ် delta h ကတော့ ဘာဖြစ်မလဲဆိုလို့ရှိရင်သူက part difference ဖြစ်ပါတယ်အဲ့တော့ဒါဟာဒီ review exercise ရဲ့အဖြေလေးပဲဖြစ်ပါ therefore the phase difference of the two is directly proportional to their part difference အဲ့တော့ဒါကြောင့်မလို့သူကဒီ line 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 ဟာသူက frequency တူတယ် lambda တူတယ်ဆိုတော့ lambda ကလည်းဒါ gain တွေဖြစ်ယူဆလို့ရပါ နော်နောက်တစ်ခါအဲ့တော့2နဲ့ပိုင်နေရတယ်ဂိန်းစီဒါကြောင့်မို့လို့ delta phi ဒီ delta x နဲ့ဒါရဲ့အချိုးတူတဲ့အတွက်ကြောင့် the phase difference of two waves is directly proportional to their path difference လို့ပြောတာဖြစ်ပါအဲ့ဒါပြီးရင်ဒီပိုင်းနဲ့သက်ဆိုင်တဲ့သင်ယူကပေးထားတဲ့အဓိကစကားလုံး keywords တွေကတော့ wave front ရှိမယ် wavelet နော်အဲ့ပြီးရင် phase angle နော် wavelet wavelet ကတော့ဒါကအဲ့တော့ရည်တန်းနေရသိပြီးသား definition ကိုပြန်ကြည့်ရမှာပေါ့နော်နောက်တစ်ခါအ periodic wave နော်တော့ဒါစီမံလိုင်းဆိုတာဘယ်လိုဟာမျိုးတော့နောက်တစ်ခါ phase difference ရယ် path difference ရယ်နောက်တစ်ခါ same phase အသွင်တူတာရယ် in ဒီမှာ same phase လို့ရေးတယ်ရှေ့မှာတော့ in phase လို့ရေးထားတယ်အတူတူပါပဲနောက်တစ်ခါ out of phase ဒီစကားလုံးတွေကိုနားလည်ထားဖို့လိုပါတယ်အဲ့တော့ဒီကနေ့သင်ခန်းစာလေးကိုဒီလောက်နဲ့ပဲရန်နာထားပါမယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ